ပြည်သူ့ရှေ့ဆောင်ပါတီမန္တလေးတိုင်းဒေသကြီးအောင်နိုင်ရုံကိုယနေ့နနက်ပိုင်းကဖွင့်လှစ်ခဲ့ပါတယ်။ပါတီအနေနဲ့အောင်နိုင်ရုံအတွက်စနစ်တကျလှုပ်ဆောင်သွားမှာဖြစ်တယ်လို့အောင်နိုင်ရုံလုံကလို့အချက်တွေကိုလည်းလှုပ်ဆောင်သွားမယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီမန္တလေးတိုင်းဒေသကြီးအောင်နိုင်ရုံဥက္ကရာဥက္ကုတ်ကိုဦးကပြောပါတယ်။ မလေးတိုင်းဒေသကြီးမှာမရောက်ရှင်ပိုင်မဲ့လွတ်တော်အားလုံးပြည်သူလွတ်တော်မျိုးသားလွတ်တော်တိုင်းပြည်သားကြီးလွတ်တော်လွတ်တော်အားလုံးအရေးရမှာဝင်ရောက်ရှင်ပိုင်သွားမှာဖြစ်ပြီးတော့တိုင်းရင်းသားကိုယ်တိုင်အပါဝင်62ဦးနဲ့ဝင်ရောက်ရှင်ပိုင်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတဝန်းလုံးအနေနဲ့680ဦးပြည်သူ့ရှေ့ဆောင်ပါတီမှဝင်ရောက်ရှင်ပိုင်သွားမှာဖြစ်ပါတယ်အနေနဲ့မလေးတိုင်းဒေသကြီးပြည်သူ့ရှေ့ဆောင်ပါတီအွန်လိုင်းရေးအနေနဲ့အွန်လိုင်းဥက္ကဋ္ဌတယောက်အနေနဲ့ကျွန်တော်အနေနဲ့အွန်လိုင်းရုံးကနေဖွင့်လှစ်ပြီးတော့ဒါဒီကျွန်တော်ရဲ့ကိုယ်စလဲလောင်းတွေရဲ့လိုအပ်တဲ့အခက်အခဲတွေဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ဈာညဖြည့်ရှင်းခြင်းပါတီဘုံမှာချမှတ်ထားတဲ့မူဝါဒတွေကိုလိုက်နာဆောင်ရွက်ဖို့အကောင့်တွေပေါ်သေးခြင်းနဲ့တက်တရာတိုက်ဒေသကြီးကချမှတ်ထားတဲ့ဤဥပဒေဥပဒေတွေကိုပုဒ်လလောင်းနေနဲ့နေနဲ့ကျော်လုံးတော့အောင်ထင်းကြီးကိုကေဘိုးတို့အောင်တိုင်းဩဂရတရားအနေနဲ့စီကျက်ဆောင်ရွက်တော်မှာဖြစ်ပါတယ်တိတုရှေ့ဆောင်ပန်းကြီးရွေးကောက်ပွဲတွင်အောင်နိုင်မှုရရှိစီရန်တရစနစ်တကျလော့ဆောင်လျက်ရှိတယ်လို့လေမန္တလေးတိုင်းဒေသကြီးတာဝန်ခံဦးဇော်ဝန်ထံကပြောပါတယ် အောင်နိုင်မှာတော့ကျွန်တော်အမျိုးသားမဲဆန္ဒနဲ့တစ်နှစ်သုံးခုရှိတာပေါ့နော်အဲ့တစ်နှစ်သုံးပေါ်မှာမူတည်ပြီးတော့ကျွန်တော်အောင်နိုင်အဖွဲ့ခေါင်းဆောင်ပြောင်းကိုကျွန်တော်ခန့်အပ်ပြီးတော့ကျွန်တော်ဒါအောင်နိုင်ဟိုအောင်နိုင်အတွက်ကျွန်တော်စောင့်ရဲ့နေပါတယ်အဲဒါပြင်ဒီပြင်ကိုကျွန်တော်တို့ကဒါမန်လေးတိုင်းအောင်နိုင်ကောမဒီပါကျွန်တော်တို့တည်သက်ဖွဲ့ပြီးတော့အောင်နိုင်ကောမဒီဩဂရာပါဝင်ကျွန်တော်တို့အကုန်လုံးပေါ့နော်အဖွဲ့ကိုစနစ်တကျအဖွဲ့စည်းပြီးတော့ကျွန်တော်တို့ဒါမန်လေးတိုင်းပြည်သူ့စစ်တော်ပါတီအောင်နိုင်အတွက်ကိုကျွန်တော်တို့ ဆရိစာကျွန်တော်တို့လှုပ်ဆောင်နေပါတယ်ဗျာဟုတ်ဒီနေ့ကတော့ဒါကျွန်တော်တို့ရဲ့အောင်နိုင်ရုံငန်းဖွံ့ဖွဲနေလည်းဖြစ်ပါတယ်ဒါအားလုံးပဲတက်ရောက်လာတဲ့ဒါပါတီဝင်တွေအားလုံးတိုင်းမှုဆောင်ဖွဲ့မြို့နယ်မှုဆောင်ဖွဲ့အားလုံးကိုယ်စားလှယ်တော်ဖွဲ့အားလုံးနဲ့ဒါတက်ရောက်လာပြီးကြတဲ့ကျွန်တော်မီဒီယာများအားလုံးကိုတူပဲကျေးဇူးတင်ရှိပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီနေသင်းမန္တလေးတိုင်းဒေသကြီးအတွင်းအမျိုးသားလွတ်တော်ပြည်သူ့လွတ်တော်တိုင်းဒေသကြီးလွတ်တော်၃ရက်လွန်ကိုပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့လွတ်တော်ကိုယ်စားလှယ်62ဦး တနိုင်ကလုံးအတိုင်းသာလွတ်တော်ကိုယ်စားလှယ်690ကျော်ဖြင့်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါဗျ။